အားလုံးမင်္ဂလာပါနောက်ထပ်ဗီဒီယိုတစ်ခုနဲ့ကြိုဆိုပါရစေကျွန်တော်နဲ့အတူအချိန်ယူပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်နေကျွန်တော်ရဲ့ဗီဒီယိုကို like and share လုပ်ပေးလို့လည်းကျေးဇူးတင်နေမလို့ရသေးဘူးဆိုရင်လည်းကျေးဇူးပြုပြီးတော့ like and share လုပ်ပေးဖို့ကျွန်တော်ပြောပြချင်ပါတယ်เนาะဘာလို့ဆိုတော့ကောင်းကြီးဖြစ်မယ်လို့ကျွန်တော်လုံးဝယုံကြည်လို့ဖြစ်တယ်ဒီကနေ့တော့ကျွန်တော်တို့ဒီခရစ်ယာန်တွေပေါ့နော်ယုံကြည်သူရဲ့တတ်တာတွေထဲမှာတချို့လူတွေကနော်အာအကျင့်ပုတ်တယ်အပေါက်လည်းဆိုးတယ်နော်ဘာဟိုပေါက်ကြရတဲ့လျှောက်လို့တယ် ဆိုအဲ့ဒီလူတွေကတကယ်ရောကဲတင်ချင်းရလားနော်ဖះရရလားဆိုတော့မေးခွန်းနေရှိတတ်ကြတယ်ဒါပေမဲ့အမ်တကယ်ပဲယုံကြည်သူမှန်တယ်ဆိုရင်တော့မကြခင်ကောင်းတော့အသီးတွေမြင်တွေ့ရမယ့်အကြောင်းကိုကျွန်တော်ပြောပြချင်တယ်အာမင်ကောင်းကြီးဖြစ်မယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်ဆိုတော့အရင်ဦးဆုံးကျွန်တော်ပါပြောချင်လဲဆိုတော့ကဲတင်ချင်းနဲ့ပတ်သက်ပြီးတော့နော်ပြောပြချင်တယ်ကဲတင်ချင်းဆိုတာကဘာလဲဆိုတော့ဒီဒီငရဲကနေအပယ်သွားမဲ့ငရဲအပယ်လာမဲ့ငရဲကနေကျွန်တော်တို့ဒီ အာနေပါပေါ့နော်ကောင်းကင်နိုင်ငံကိုရောက်တဲ့အရာကိုပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အာအပယ်ငရဲသွားဖို့အတွက်ကျွန်တော်လူသားတွေအနေနဲ့ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ကျွန်တော်ဘာမှမလုပ်ပါဘူးเนาะဘာမှမလုပ်ပါဘူးเนาะဘာကြောင့်လဲဆိုတော့အာကျွန်တော်တို့အာဒမ်နဲ့အေဝါဆိုတော့ကျွန်တော်တို့ရဲ့လူသားမျိုးရင်းရဲ့ပင်ကိုရင်းအာပင်မဖြစ်တဲ့အာဒမ်နဲ့အေဝါတို့နှစ်ယောက်ကဖယားရဲ့စကားကိုနားမထောင်တဲ့ခါမှာဘာဖြစ်သွားလဲဆိုတော့เนาะအဲ့ဒီဖယားသခင်နဲ့ဆက်သွယ်တဲ့ပြတ်သွားတာဖြစ်တယ်เนาะပြတ်သွားတယ် အဲ့အတွက်ကြောင့်မဖျားသခင်နဲ့ပြတ်သွားတဲ့ခါမှာဒီလူအုပ်စုကဘာဖြစ်တော့ဒီမျိုးနွယ်ကဘာဖြစ်တော့ဆိုတော့ဖျားနဲ့ဆက်တွယ်ပြတ်သွားတဲ့ခါကျတော့သူကဖျားစီပြန်သွားလို့မရတော့သူကဆက်တွယ်ဖြတ်လိုက်တယ်ဆိုတော့သူကဘာလို့လဲဆိုတော့အဲ့ဒါကြောင့်မလို့နောက်ဆုံးမှာဘာဖြစ်လဲအဲ့ဒီသူတို့ကစာတန်ရဲ့စကားเนาะမာနရဲ့စကားကိုနားထောင်တဲ့ခါမှာသူတို့ကအကုန်လုံးငရဲသွားရမှာဖြစ်တယ်ဒါမဲ့အဲ့ဒါကကျွန်တော်လူသားတွေအားလုံးဖြစ်တယ်ဆိုတော့ကျွန်တော်တို့မိတ်ဆွေနဲ့ကျွန်တော်ကအဲ့လိုမျိုးအဆက်အသွယ်ပြအောင်မလုပ်ခဲ့လားဆိုတော့မလုပ်ခဲ့ပါဘူးလူအားလုံးကအဲ့လိုဖြစ်တာ ဒါပေမဲ့အဲ့ဒီဟာဖျားစီကိုပြန်ပစ်ဆက်တော်ပေးတာကဘယ်လိုလဲဆိုယေရှုခရစ်တော်ဖျားဖြစ်တယ်။ယေရှုခရစ်တော်ဖျားကိုကားတိုင်းပေါ်မှာเนาะကျွန်တော်တို့အပြည့်ရဲ့ခါကတေချင်းအဲ့ဒီတေချင်းအဖိုးခါကိုပေးပြီးတော့ယေရှုဖျားကဖျားသခင်နဲ့ပြန်ပစ်ဆက်တော်ပြန်ယူပေးလိုက်တယ်။အဲ့ဒါကိုယေရှုဖျားကเนาะကျွန်တော်ရဲ့တက်သခင်ကယ်တင်ပိုင်ရှင်ပါကျွန်တော်အသက်သခင်ဆိုတာကကျွန်တော်အပေသွားမယ်เนาะဒီခုနအာဒမ်လုတ်သွားတဲ့အပြစ်ကနေကျွန်တော်ကိုရွေးနှုတ်ကယ်တင်လိုက်တယ် အဲ့ဒါကိုကျွန်တော်ယုံကြည်တယ်လို့မိတ်ဆွေကယုံကြည်တယ်ဆိုတော့အဲ့ဒါကเนาะဒီအပေသွားမဲ့ဟာနေကနေကောင်းကင်နိုင်ငံသွားမဲ့เนาะနိဗ္ဗာန်သွားမဲ့လမ်းတခါတည်းနဲ့ဆက်သွယ်ရသွားတာဖြစ်တယ် is simple ဆိုတော့ကျွန်တော်တို့ဘာလုပ်လဲမလုပ်လဲပုံမှာမမူတည်ဘဲနဲ့ကျွန်တော်တို့အဖြစ်ချင်းပုံမှာပဲမူတည်တယ်ကျွန်တော်တို့ကအာဒမ်ထဲမှာရှိတယ်ဆိုရင်เนาะလူသားအာဒမ်ရဲ့အမျိုးနွယ်ထဲမှာပဲရှိတယ်ဆိုတော့ကိုယ့်ရဲ့ကိုကျင့်တရားကောင်းတဲ့100%ကောင်းအောင်ကျင့်တယ်ဆိုတော့ရောက်ကောင်းရောက်နိုင်တယ် ဒါပေမဲ့ဘယ်သူမှ100%မရောက်နိုင်မကောင်းနိုင်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ဘာဖြစ်လဲယေရှုဖျားကကျွန်တော်တို့အတွက်ကောင်းတဲ့အရာတွေလုပ်ပေးခဲ့ပြီးတော့ပြီအဲ့ဒါကိုယုံကြည်တယ်ဆိုရင်ကောင်းကင်နိုင်ငံရောက်တာဖြစ်တယ်ကျွန်တော်တို့ကောင်းတာမကောင်းတာနဲ့မဆိုင်ပဲနဲ့ကျွန်တော်တို့ကအာဒမ်ထဲမှာပဲဆက်ရှိနေလားဒါမှမဟုတ်ရင်လည်းယေရှုခရစ်တော်ဖျားကိုလက်ခံယုံကြည်လိုက်လားအဲ့ဒီအပေါ်မှာပဲမူတည်တာဖြစ်တယ်အာမင်ဆိုတော့အဲ့ဒါကိုကျမ်းစာလေးနဲ့ကျွန်တော်ပြချင်တယ်เนาะ ကျမ်းစာလေးထဲမှာပြောလို့အဘယ်သူနေဝကတဲ့တင်သေးတခင်ယေရှုကိုနှုတ်ပြဝန်ခံ၍ဖျားသခင်ဒီသူ့ကိုတေချင်းမှထားမြောက်စေပြီဟုစိတ်နှလုံးထဲမှာယုံကြည်လင်ကဲတင်ချင်းတို့ရောက်လိမ့်မည်ဖြောင်းမရတို့ရောက်ချင်းကစိတ်နှလုံးဖြစ်ယုံကြည်အိုက်နောက်တစ်ကြောင်းမှာကပါလဲဆိုတော့နှုတ်နဲ့ဝန်ခံရတယ်ဆိုတဲ့အကြောင်းပါတယ်เนาะဒါပေမဲ့ကျွန်တော်ဒီမှာရေးဖို့မေ့သွားတယ်โอเคဆိုတော့ဒါကဆိုတော့ဒီမှာနောက်တစ်ကြောင်းပြောပြမယ်เนาะဥပမာလေးကလူကာခရစ်ဝခန်းကြီး23မှာเนาะ excuse me သခင်ယေရှုရဲ့ဘေးနားမှာလူဆိုးနေအောင်เนาะသူတို့အပြစ်ဖိုးခါကြောင့်သူတို့နှစ်ယောက်ကဗာလဲကားတိုင်ပုံမှာချိတ်ဆွဲခြင်းခံရတယ်ဆိုတော့သူတို့နှစ်ယောက်ကားတိုင်ပုံမှာ excuse me ချိတ်ဆွဲခြင်းခံရတဲ့အခါမှာဗာဖြစ်လဲဆိုတော့တယောက်တော့သူကဗာဖြစ်လဲငါတို့ကငါတို့အပြစ်ကြောင့်ခံရတာเนาะဒီလိုလဲသူ excuse me သူလဲသူအပြစ်နဲ့သူခံရတာခံပါစေဆိုတဲ့အတွေးခေါ်မျိုးနဲ့ယေရှုကိုပြောဒါပေမဲ့တစ်ဖက်ကလူကဗာလဲဟုတ်တယ်ငါတို့ကငါတို့အပြစ်ကြောင့်ခံရတာငါတို့မကောင်းလို့ငါတို့ခံရတာ ဒါပေမဲ့ဒီလူမှာယေရှုမှာကဘာမှအပြစ်မရှိဘဲခံရတယ်လို့ပြောတဲ့ခါမှာယေရှုကဘာပြောဆိုတော့ယေရှုကဘာပြောဆိုတော့ verse ၄စနစ်မှာတခင်ကိုရောဒီနိုင်ငံတော်တည်လက်ကြွတာမတော်ခါကျွန်တော်ကိုအောင်းမေတော်မူပါဟုယေရှုကိုရှောက်ဆို၏ယေရှုကလည်းငါမှကဆိုဒီကတင်းဒီငါနဲ့အတူပရိသတ်တို့ပုံ၌ရှိလိမ့်မည်ဟုမိန်တော်ဆိုတော့ပရိသတ်တို့ပုံဆိုတာကတော့နော်အကျယ်တကွင်းမရှင်းပြတော့ဒါပေမဲ့ဒါပေမဲ့ဟိုနားလေအောင်ပြောပြမယ်ဆိုတော့ဒါနှိပ်ပိုင်ရောက်မယ်လို့ပြောလိုက်တာတခင်ယေရှုကဆိုတော့အဲ့ဒီတခိုးက तू ခိုးတဲ့ဟာတွေ သူခိုးလိုက်တဲ့လူတွေနော်ဘဘသူ့ကိုမှလည်းအကျွေးပြန်မဆက်နိုင်သေးဘူးဘာမှလည်းပြန်ပြစ်တော့မပေးနိုင်ဘူးသွားလည်းမတောင်းပန်နိုင်ဘူးအပြစ်လည်းသွားဝင်ချလို့မရဘူးဒါမဲ့သူဘာလို့လဲယေရှုကိုယုံကြည်လိုက်တာပဲရှိတယ်နော်အဲ့လိုမျိုးယေရှုကိုယုံကြည်လိုက်တာတစ်ချက်တည်းနဲ့ဘာဖြစ်သွားလဲနော်နှိပ်ပါရောက်သွားတယ်နော်ကောင်းကင်တိုင်းကလမ်းပွင့်သွားတယ်ဆိုတော့သူလှုပ်ချင်းမလှုပ်ချင်းပုံမှာမဟုတ်ဘဲနဲ့ယေရှုကိုယုံချင်းမယုံချင်းပုံမှာပဲမူတည်တာဖြစ်တယ်အာမင် သဘောပေါက်ပြီနော်ဆိုတော့နံပါတ်1အချက်နဲ့ကောင်းကင်နိုင်ငံရောက်ဖို့အတွက်ကနော်ကျွန်တော်တို့ကောင်းချင်းမကောင်းချင်းပေါ်မှာမူတီတာမဟုတ်ပဲနဲ့ယေရှုငါအပြစ်ကြွေးဒီအားလုံးဆပ်ပြီးပြီဆိုတော့ကိုယုံကြည်တင်ကောင်းကင်နိုင်ငံရောက်မှာဖြစ်တယ်ရှင်းနေနော် we good okay so next verse next verse ကတော့ကျွန်တော်ဒီကနေ့ပြောချင်တဲ့အကြောင်းအရာနော်ကျွန်တော်တို့အဲ့လိုမျိုးယုံကြည်တော်သူဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဘုရားသခင်ကတော့ကျွန်တော်တို့ကိုဘာဖြစ်လဲအတီးကောင်းတော်အတီးတီးဖို့အလိုရှိတယ်ဆိုတော့ကောင်းတော်အတီးတီးဖို့က ဒီဆာလန်တစ်မှာလည်းပါတယ်ဂျရမိုင်းဆက်ခွန်မှာလည်းပါတယ်ထာဝရဘုရားကိုကိုးစားတော်သူထာဝရဘုရားကိုမိမိကိုးစားရာအကြောင်းဖြစ်စေတော်သူဒီကောင်းကြီးမင်္ဂလာခါတော်သူဖြစ်တယ်เนาะကျွန်တော်ကျွန်တော်မလုံနိုင်ဘူးကျွန်တော်မတတ်နိုင်ဘူးယေရှုခရစ်တော်ကကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်တယ်အဲ့ဒါကเนาะကောင်းကြီးမင်္ဂလာခါတော်သူဖြစ်တယ်ထိုသူဒီယေရှိတော်ရဲ့၌ယေရှိတော်ယေโอเคယေရှုရာကနှုတ်ကပတ်တော်ကိုပုံဆောင်တယ်တန်ရှင်တော်ဝိတော်ဘုရားကိုပုံဆောင်တယ်ပူတော့ရှိရောက်ကြောင်းကိုမသိအရွက်မုံရုံးနဲ့မိုးခေါင်တော့ကလည်းစိုးရင်ဆရာမရှိပဲအစင်မြက်မပြအသီးသီးတော့အပင်နဲ့တူ၏တဲ့ ဆိုတော့ကျွန်တော်ကအသက်တာထဲမှာနော်ယုံကြည်သူတယောက်ခရစ်ယာန်တယောက်ဖြစ်ပြီးတော့ပါဇက်ကဆဲဆိုအပေါက်ကြံစိတ်တက်ဘာလူမှုရေးညံဖြစ်အမျိုးမျိုးကြုံတွေ့နေရတဲ့သူတယောက်ကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကအသက်တာထဲမှာအတီးအပွင့်အဲ့ဒီအတီးတွေကပါနေလဲဆိုတော့ကျွန်တော်အောက်မှာပြောပြမယ်ချစ်ချင်းဝမ်းမြောက်ချင်းငိမ့်ငိမ့်ချမ်းချင်းစိတ်ရှည်ချင်းနော်စိတ်ရှည်ချင်းနော်စိတ်တူတတ်တဲ့သူတွေနော်စိတ်ရှည်တတ်တဲ့သူတွေဂျေဇုပြုချင်းကောင်းမြတ်ချင်းတစ္ဆာဆောင်ချင်းနူးငဲ့တိမ်မွေးချင်းနော်နူးနူးငဲ့ငဲ့မဆက်ဆာမှုနော်ဂျေဇုပြုချင်း မိမိကိုယ်ကိုထုတ်တီးချင်းနော်အတင်းဖြစ်မပြောဘူးသူများအကြောင်းတွေရှောက်မပြောဘူးနော်ဆိုတော့အတီးပွင့်နေဒါတွေကပါလဲဝိငင်တော်ကဖြစ်စေတော့အတီးပွင့်များဆိုတော့ဘုရားသခင်ကဒီအတီးပွင့်တွေကိုယုံကြည်တော်သူတွေမှာရှိဖို့ဘုရားသခင်အလိုတော်ဖြစ်ပါတယ်ဘုရားသခင်စန္ဒရှိတယ်ကျွန်တော်တို့ကိုအစင်မပြတ်အတီးတီးဖို့ဘုရားသခင်ကစန္ဒရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကလူဖြစ်တဲ့အတွက်ကြောင့်ဇာတိနော်ကျွန်တော်ဇာတိတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအစင်ပြတ်ပြတ်အတီးမတီးနိုင်ဘူးဟုတ်ရဲ့နော်ဆိုတော့ကျွန်တော်တို့ကိုကျင့်တရား ကောင်းတာဘုရားသခင်ကလိုရှိပါတယ်ဒါမဲ့ကျွန်တော်လူတိုင်းကောင်းနိုင်လားဆိုတော့မကောင်းနိုင်ဘူးလေဒါမဲ့ဝိညာဉ်တော်ရဲ့အသီးလို့ပြောထားတယ်ကျွန်တော်တွေဇာတိကျွန်တော်ကြင်ကြံချင်းရဲ့အသီးလို့မပြောထားဘူးဝိညာဉ်တော်ရဲ့အသီးဆိုတော့အဲ့ဒီအသီးတီးဖို့ကခုနကျွန်တော်ပထမဖတ်တဲ့ကျမ်းစာထဲမှာ ပါလဲဂျရမ ਾਇ ယာဆက်ခွန်ထဲမှာပါလဲ မျက်နာမှာစိုက်တဲ့အပြင်ရေရှိတော်ရဲ့၌ရေဆိုနှုတ်ကပတ်တော်နဲ့ကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်တို့ဖျားเจ้าတွေသွားတယ်နှုတ်ကပတ်တော်တွေနားထောင်တယ်နော်ယုံကြည်ခြင်းယေရှုခရစ်တော်ပြီးဖြောင်းမတ်တဲ့အကြောင်းတွေကျွန်တော်နားထောင်တဲ့ခါမှာအဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်အမြဲတမ်းစားသုံးနေတဲ့ခါမှာအဲ့ဒီအကျင့်တွေကဗာလဲအဲ့ဒါကရေဖြစ်တယ်နော် အဲ့ဒီဟာကိုကျွန်တော်တို့ရဲ့ဒီဇာတိကိုဒီကျွန်တော်ဝိညာဉ်ကိုရေနဲ့အမြဲတမ်းလောင်းပေးတဲ့အခါမှာနှုတ်ကပတ်တော်เนาะကျန်းစာနဲ့တမာတရားနဲ့ကျွန်တော်နေ့တိုင်းလောင်းနေတဲ့အခါမှာဘာဖြစ်လဲအစေမပြအသီးကိုတီးတယ်ဘာအသီးတွေလဲခုနဝိညာဉ်အသီးတွေကိုများများတီးလာတာဖြစ်တယ်ကျွန်တော်တို့ဘက်ကနေအဲ့ဒီရေရှိတော့အရမစီးဖို့လို့ရတယ်ဆိုလိုတော့ကဘုရားကျောင်းနဲ့သွားမယ်နှုတ်ကပတ်တော်နားထောင်မယ်နှုတ်ကပတ်တော်စီးစင်းတဲ့နေရာမှာသွားမယ် ်အာမင်အဲ့ဒါဆိုကျွန်တော်တို့ကဘာဖြစ်လဲအစင်မပြတ်အတီးတီးမှာဖြစ်တယ်နောက်တစ်ပိုက်မှာယေရှုကဘာပြောထားလဲဆိုတော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး55မှာငါသည်စပြစ်နွယ်တင်ဖြစ်၏ငါခမည်းတော်သည်ဥယျာဉ်ဆောင်ဖြစ်တော်မူ၏ငါ၌အတီးမတီးသောခုတ်ခက်ရှိသမျှတို့ကိုခုတ်ပစ်တော်မူ၏အတီးတီးသောခက်ရှိသမျှကိုတာ၍တီးစီခြင်းကတုတ်တင်ရှင်းလင်းတော်မူ၏တင်တို့သည်ငါဟောပြောသောစကားအဖြစ်ယခုရှင်းလင်းလက်ရှိ၏ငါ၌တီးကြတော့ငါသည်လည်းတင်တို့၌တီးနေမည် စပစ်ခက်သည်အပင်၌မတီလေကိုလျော်လျော်အတီးမတီးနိုင်ကဲ့သို့တင်းတို့သည်ငါ၌မတီလေအတီးမတီးနိုင်ကြငါသည်စပစ်နွယ်ပင်ဖြစ်တင်းတို့သည်အခက်များဖြစ်ကြ၏အချင်းသူသည်ငါ၌တီး၍ငါစကားသည်လည်းသူ၌တီးထိုးသူသည်များစွာကိုအတီးတီးတယ်ဆိုတော့ခုနပထမကျွန်တော်ဖတ်သွားတဲ့ဂျရမိုင်းယာ၁၇နဲ့အတူတူပဲနော်ယေရှုယေနော်ဒီတမယေရှုကဘာလဲသူ့ကိုယ်သူအပင်နဲ့နိုင်တယ်ကျွန်တော်တို့ကအကိုင်းအခက်တွေဖြစ်တယ်ဆိုတော့အတီးအပွင့်ကဘယ်မှာတီးလဲအကိုင်းမှာတီးတယ် เนาะအကိုင်းအကိုင်းဆိုတော့ဘယ်မှာမီလဲအပင်မှာနေတယ်ဆိုတော့ယေရှုကသူကအပင်ဖြစ်တယ်တဲ့နင်းတို့ကအကိုင်းခက်ဖြစ်တယ်တဲ့เนาะအကိုင်းကအပင်နဲ့မဆက်ရအတိမတိနိုင်ဘူးတဲ့ဆိုတော့အပင်နဲ့ဆက်တဲ့ခါမှာဗာလဲနှုတ်ကပတ်တော်ကိုပုံမှန်စားသုံးတဲ့ခါမှာအတိအဲ့ဒီအတိတွေကဗာလဲချစ်ချင်းဝမ်းမြောက်ချင်းငြိမ်သက်ချင်းစိတ်ရှိချင်းတိခါချင်းเนาะကာမဂုဏ်ချုပ်တိချင်းအမျိုးမျိုးတွေဖြစ်တယ်အဲ့ဒီအတိပွင့်နဲ့တိပူဖျားသခင်ရဲ့အလိုတော်ရှိတယ်ဆိုတော့လူတွေကတချို့လူတွေကြတော့ပြောကြတယ်เนาะ တချို့လူရဲ့ငါစိတ်ထားကကောင်းပါတယ်เนาะငါကစိတ်ထားကကောင်းပါတယ်ငါစိတ်ထားကကောင်းတယ်ငါစိတ်ထဲမှာဟိုပါလေအာငါမရှိရပါဘူးเนาะငါငါငါကပုံပွင့်လင်းလင်းတမငါကဒီလိုဖြစ်တယ်เนาะစန်းစာထဲမှာဘယ်လိုပြောထားလဲဆိုတော့အဲ့လိုလူတွေနော်မကောင်းတော့တီးကိုတီးတော့ပင်ကကောင်းတော့ပင်မဟုတ်ကောင်းတော့တီးကိုတီးတော့ပင်ကမကောင်းတော့တင်အပင်မဟုတ်အတီးကိုထောက်ရဲအပီးတဘောကိုတီးရိုက်စူးပင်၌တင်းဘောတဖန်တီးကိုမဆွတ်တတ်တောချုံ၌စပစ်တီးကိုမဆွတ်တတ် ကောင်းသောသူသည်ကောင်းသောမိမိစိတ်နှလုံးပန္တာတိုက်ထဲကကောင်းသောအရာတို့ကိုထုတ်ဖော်တတ်၏မကောင်းသောသူသည်မကောင်းသောမိမိစိတ်နှလုံးပန္တာတိုက်ထဲကမကောင်းသောအရာတို့ကိုထုတ်ဖော်တတ်၏အကြောင်းမူကားစိတ်နှလုံးအပြည့်ရှိတဲ့အချိန်နှုတ်ကမွတ်တယ်တဲ့ဆိုတော့ကျွန်တော်စိတ်ထဲမှာရှိတဲ့အချိန်နှုတ်ကပွတ်တာဖြစ်တယ်။ဩငါကဒီစကားပြောတာငါနောက်တာပဲကွာငါကဒီလိုပြောတာပဲနော်လူကလေသူ့စိတ်ထဲမှာရှိတဲ့အချိန်နော်ဒီဟာတာဖောက်တာနော်ဟိုဘာလဲဟို ယောက်ျားမိန်းမနဲ့ကိစ္စနဲ့ပတ်သက်တဲ့ဟာတွေကိုပဲဟာတာခဏခဏဖောက်တဲ့သူကသူ့စိတ်နှလုံးသားထဲမှာအဲ့ဒါနဲ့ပြည့်နေလို့ဖြစ်တယ်။နော်ဟိုဟိုထိုးမဲ့ကြိတ်မဲ့နဲ့နော်ဟာတာဖောက်တာစကားအဲ့ဒါအကြောင်းပဲပြောတယ်လို့ ਆ ပါဖြစ်လဲစိတ်နှလုံးသားထဲမှာအဲ့ဒါပဲရှိတယ်။ဘောလုံးအကြောင်းပဲပြောတယ်လို့ ਆ ပါဖြစ်လဲစိတ်နှလုံးသားထဲမှာဘောလုံးအကြောင်းပဲအပြည့်ရှိနေလို့ဖြစ်တယ်။ဆိုတော့ကျွန်တော်တို့တက်တာထဲမှာတချို့လူတွေကအော်ငါကနော်ဒီလူငါအချင်းဖြစ်နေပြီပြောနေနော်နော်နော်ကျန်းစာထဲမှာကျွန်တော်တုတ်တန်ကျန်းထဲမှာ နော်ပညာရှိအဲမိုက်တော်သူပင်လေးနဲ့နှုတ်ကိုပါဇက်ကိုပိတ်ထားလို့ရှိပညာရှိတကယ်တော့ဖြစ်တယ်တဲ့နော်ကျွန်တော်နှုတ်ခမ်းရအတီးနော်နှုတ်ခမ်းကိုကျွန်တော်တို့ကတတိထားဖို့လိုတယ်ဒါပေမဲ့ကျွန်တော်ခုနအခုပြောတာကေတင်ချင်းရတာနဲ့မရတာနဲ့မဆိုင်ဘူးနော်ကျွန်တော်တို့ဒီဟာကျွန်တော်ပြောနေတာကပါဖြစ်လက်ကျွန်တော်တို့နှလုံးသားအแทမှာရှိတဲ့အတီးရှိတဲ့အတိုင်းကျွန်တော်တို့ကအတီးတီးလာတာဖြစ်တယ်မြန်မာအင်္ဂလိပ်မှာ GIGO လို့ခေါ်တယ် garbage in garbage out เนาะကျွန်တော်ထည့်ထားသမျှအရာတွေအကုန်လုံးပြန်ထွက်လာတာဖြစ်တဲ့ဒီပါဇက်ပေါက်ကနေဟုတ်ပြီเนาะဆိုတော့ကျွန်တော်တို့ကဒီအတီးပွင့်များစွာတီးဖို့တော့ကဟာဒီကနေ့ကစပြီးငါစူးစားပြီးအတီးပွင့်တင်မယ်စူးစားလို့မရဘူးအဲ့ဒါကဇာတိဖြစ်တယ်ကျွန်တော်တို့ဘက်ကမလုပ်ရမလဲဆိုတော့ယေရှိတော်ရဲ့နိုင်ဆိုင်မယ်ခုနကတခင်ယေရှုပြောတော့အပင်နဲ့ဆိုင်မယ်အပင်နဲ့ဆိုင်မယ်ဆိုတာကဘာဖြစ်လဲနှုတ်ကပတ်တော်ကိုနားထောင်မယ်နှုတ်ကပတ်တော်ကိုဖတ်ရွတ်မယ်เนาะတရားဟောဆရာတွေရဲ့ဂျေဇုတရားတွေကိုနားထောင်မယ်အဲ့ဒါကယေတွေဖြစ်တယ် ဲ့ဒါဖြစ်အဲ့လိုမျိုးနားထောင်လာတဲ့ခါမှာအဲ့ဒီနှုတ်ကပတ်တော်နဲ့ပတ်သက်တဲ့အရာတွေတိလာတဲ့ခါမှာယေရှုခရစ်တော်ကိုယ်တော်လှုပ်ပေးခဲ့တဲ့ပို့တိလာတဲ့ခါမှာဖြစ်လေအသီးဆိုတာကနော်စူးစားပြီးတိတာမဟုတ်ဘူးနော်နီနေပူမဲမိုးရွာမဲနော်ဒီတဘာတဘာဝမှာနော်တဘာဝတရားကအတိုင်းပုံမှန်လေးတော်မယ်ဆိုအသီးကချိန်တန်လာတဲ့ခါအသီးတီးမှာဖြစ်တယ်ထိုကဲ့သို့ပဲတင်က နှုတ်ကပတ်တော်ကိုနားထောင်မဲ့ဂျေဇုတရားပေါ်မှာယက်တီမဲเนาะနှုတ်ကပတ်တော်ဆိုတိုင်းလဲเนาะဧဝံဂေလိတရားကိုပြောချင်တာဂျေဇုတရားပေါ်မှာမိခိုးတဲ့အစ်เนาะအာနေဖျားကိုဆက်ကရမယ်နေဒီဟာလောက်ရမယ်ဒီဟာလောက်မယ်ဆိုတော့ပိငက်တရားမျိုးမဟုတ်ရတဲ့ဖျားတခင်အသင်ကိုချစ်တယ်เนาะဖျားတခင်အသင်ကိုကောင်းကြီးပေးချင်တယ်ဖျားတခင်ဖြစ်တယ်ယေရှုခရစ်တော်ဖြစ်တဲ့ကအောင်မြင်တော်သူဖြစ်တဲ့ယေရှုခရစ်တော်ဖြစ်တဲ့ဖျားသားဖြစ်တဲ့ဆိုတော့ဂျေဇုတရားတွေဖျားကလောက်ပေးတဲ့တရားတွေကိုမျက်များကြားနာတဲ့ခါကျရင်တင်ကပါဖြစ်လာမလဲ အသီးတွေတီးလာမှာဖြစ်တယ်ဟုတ်တယ်လက်ရှိချိန်မှာတော့တင်ရက်ကတောက်ကောင်းတောက်နေနေမယ်ဟုတ်တယ်ရက်အခုချိန်မှာတင်ဘိန်းစားဖြစ်ရင်ဖြစ်နေမယ်ဟုတ်တယ်ယခုချိန်မှာတင်ကမကောင်းတာလုပ်ရင်လုပ်နေမယ်ဟုတ်တယ်ယခုချိန်မှာတင်ကနော်အပေါက်ဆိုးနေမယ်အကျင့်ပုတ်နေမယ်အတင်းဖြင်းပြောနေဖြစ်ကောင်းဖြစ်နေမယ်စိတ်တက်မကြပါနဲ့အဲ့နှုတ်ကပတ်တော်ကိုပဲဆက်ပြအချိန်ယူပါနှုတ်ကပတ်တော်ပေါ်မှာပဲဆက်ပြရတည်ပါနော်ကျေးဇူးတရားပေါ်မှာမြက်မြနော်မိတ်ဆွေရဲ့နှလုံးသားထဲမှာဘာဖြစ်လဲအဲ့ဒီနှုတ်ကပတ်တော်ကိုရေနဲ့ရေနားမှာအများအားစိုက်ထားပါအချိန်တန်လာတဲ့ခါကျမှဘာဖြစ်လဲ ်အတီးကိုတီးလာမှာဖြစ်တယ်။အာမင်။ယုံကြည်သူတယောက်အနေနဲ့နော်ကျွန်တော်အတီးကောင်းမွန်တဲ့အသီးတွေတီးဖို့ဘုရားသခင်စန္ဒဖြစ်တယ်အလိုတော်ဖြစ်တယ်ဒါမဲ့တင်မတီးနိုင်သေးဘူးတင်းတက်တက်ထဲမှာမလုံနိုင်သေးဘူးဆိုရင်စိတ်မပူပါနဲ့တင်းကဲတင်ချင်းကဆုံးရှုံးမသွားဘူးဒါမဲ့ဘုရားသခင်တီးဖို့အလိုရှိတယ်ဒါမဲ့ဒီလောကမှာတင်ကအဲ့လိုနှုတ်ချမ်းအားချမ်းရှာချမ်းသူများမကောင်းကြောင်းတွေပြောနေတရွိတော့ဘာဖြစ်လဲတင်းစိတ်နှလုံးကလည်းပြောမှာမဟုတ်ပါဆိုတော့တင်ကတိုးဖြစ်တဲ့အတွက်တိုးကအပြစ်တရားထဲမှာမပြောဘူး နွားဝတ်တွေပဲပွက်ထဲမှာပေါ်တာပျော်တာနွားအတိုးတွေကမပျော်ဘူးတိုးတွေကဘာဖြစ်လဲနှုတ်ကပတ်တော်နစားတုံးတယ်ဖျားចောင်းတက်တယ်ဟိုဖျားတရားမှာမွိလော်တက်တယ်เนาะတိုးကမွိလော်ချင်းလဲเนาะမိတ်ဆွေစိတ်နှလုံးထဲမှာမိတ်ဆွေကဖျားတရားနဲ့နေချင်းတယ်ဒါပေမဲ့တင်ကဇာတိကိုဟိုဘာအချိန်ပေးပြီးနှုတ်ကပတ်တော်နဲ့အချိန်မယူဘဲနဲ့နှုတ်ကပတ်တော်တွေကိုနားမထောင်ဘဲနဲ့ YouTube ဒီ Korea Zalla နေဆဲဆိုတဲ့တခြင်းတွေအဲ့ဒါတွေကိုမျက်များ ထဲတဲ့ခါ GIG ကို garbage and garbage ဆိုတဲ့နှလုံး sheet တစ်ထဲမှာပြည့်ရှိတဲ့နှုတ်ကပြန်ပြန်မွတ်ဆိုလာတာဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ဘက်ကပါလို့ရမလဲ။ကောင်းတဲ့အချင်းချင်းပုမစူးစားပါနဲ့။ဘာစူးစားရမလဲ။နှုတ်ကပတ်တော်ကိုမြတ်များထဲ့ပါ။အာမင်။ဘုရားသခင်ကကျွန်တော်တို့ကိုကောင်းတဲ့အချင်းတွေရှိဖို့လိုရှိတယ်။ဒါမဲ့ ကျွန်တော်တို့ကိုဒီမှာအရင်ရကုတ်ကကျွန်တော်တို့ကိုတတိပေးထားတယ်အဲ့ဒါလေးကိုပြောပြချင်တယ်ကျွန်တော်တို့တက်တာထဲမှာကျွန်တော်တို့ဘဇက်ကနေထွက်လာတဲ့အရာတွေเนาะကျွန်တော်တို့ကယုံကြည်သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တက်တာထဲမှာကျွန်တော်နှုတ်ကိုတတိထားဖို့လိုအပ်တယ်အာမင်ဆိုတော့ရှင်ရကုတ်ခန်းကြီးတိမှာပါတင်းတို့ဒီအချင်းသူဒီတီလာဆောက်တရားပြုတ်တော့လဲမိမိနှုတ်ကိုမချုပ်တီမိမိစိတ်လုံးကိုလှည့်ပြိုင်ထူထူကြီးတီလာတဲ့အချင်းနဲ့တသက်ပြီเนาะကျွန်တော်ဖျားတရားတွေလုတ်တဲ့ခါမှာเนาะဖျားเจ้าတော့တက်တယ်ပြီးရင်ပောက်ကြတွေပြောကြတယ်เนาะ ကျွန်တော်တို့လုပ်တဲ့ဟာတွေကအလကားအချိနဲ့တက်တက်ဖြစ်သူများရှိမှပုံတက်သေးမကောင်းဘူးဖြစ်တယ်နော်ရှင်ရကုတ်တုံးမှာငါတို့ရှိသမျှဒီအများတော်ဖြစ်မှားတက်ကြဟုတ်တယ်နော်လူတိုင်းမှားတက်ကြတယ်စကားအဖြစ်မှားခြင်းမရှိတော့သူမိတွေကစုံလင်တော့သူဖြစ်မိမိတကိုယ်လုံးကိုချုပ်တေးနိုင်တော့သူဖြစ်နော်ကြည်ပါဇက်ကိုထိမ့်သိမ့်နိုင်တဲ့တော့ဘာဖြစ်လဲမိမိတကိုယ်လုံးကိုထိမ့်ချုပ်နိုင်တတ်သူဖြစ်တယ်တဲ့မြင်းကိုနိုင်ခြင်းကပါဇက်ကိုဇက်ကိုစွန့်ဇက်ဇက်ကိုခွင့်တတ်ဤသူပြည့် မြင်းတကိုယ်လုံးကိုလှည့်စေတိုက်ထူမတပါအလွန်ကြီးသောသင်းပေါ်သည်ပြင်းစွာသောလေုံနှင့်လွင့်သွားတော်လဲတက်မကန်လိုရှိသည့်တိုင်ငယ်သောတက်မဖြစ်လက်တိုက်ထိုနိတူရှာသည်ငယ်သောအင်္ကာဖြစ်တော်လဲအလွန်ဝါကြွားတိုက်အပေမြားလောက်များစွာသောထင်းကိုအနှဲငယ်သောမီးသည်ညှိနိုင်ဒီကိုကြည့်ပါလော့ရှာသည်မီးဖြစ်ဒုစရိုက်လောကတက်လဲဖြစ်ထိုသူနဲ့ငေရှာသည်ငါတို့ကိုအင်္ကာတို့တွင်တီ၍တကိုယ်လုံးကိုငိငျူးစေဇာတိစိတ်ကိုလည်းရှို့တိုက် မိမိဒီလဲငရဲမီရှုခဲ့ခါရလက်ရှိတားရဲမျိုးငှက်မျိုးတွားတွားတတော်တရိษံမျိုးငါးမျိုးတို့ကိုလူဒီအောင်တတ်တည်တိုင်းအောင်ခဲ့ပြီရှာကိုကအပေသူမြမအောင်နိုင်မဆုံးနိုင်တော့အစိုးငစ်ဖြစ်၏တေးစီတတော်စိတ်တောက်တဲ့အပြည့်ဆိုရင်ငါတို့ဒီရှာပြစ်ခမီးတော်ဖျားကိုကောင်းကြည့်ပေးတိုင်းဖျားတကီဤပုံတရံတော်နဲ့ဤဖန်ဆင်းတော်လူများကိုရှာဖြစ်ချိန်ဆဲတတ်၏နော်နှုတ်တပါတိတဲ့ကထောပနာပြုချင်းနဲ့ချိန်ဆဲခြင်းထောတတ်ပါတည်တကားငါငီကိုတို့ထိုးတော့မဖြစ်ကောင်းရ မဖြစ်ကောင်းရပဲရောက်သွားတယ်။စားရည်ပေါက်တစ်ပေါက်တည်းကချိုးတော်ရည်နဲ့ခါတော်ရည်ထွက်တတ်တယ်လို့ငါငီကိုယ်တို့တင်းပေါ်တဖန်းဒီတန်လွင်တီးကိုတီးနိုင်တယ်လို့စပစ်ပင်ဒီတင်းပေါ်တပန်းတီးကိုတီးနိုင်တယ်လို့ထို့သူငါတော်ရည်တည်းချိုးတော်ရည်ကိုမဖြစ်စေနိုင်။ဆိုတော့ဒီအရာကကျွန်တော်တို့ကိုဘာတတိပေးလဲဆိုတော့ကျွန်တော်နှုတ်ကအရင်ရေးကြည့်တယ်မိတ်ဆွေတို့။နော်ကျွန်တော်ယုံကြည်သူတွေ။နော်တခြားယုံကြည်မယုံကြည်သူတွေနဲ့ပေါင်းတဲ့ခါမှာကျွန်တော်တို့တွေကဘာဖြစ်လဲ။ အဲ့လိုမျိုးတွေမလုပ်ဖို့လိုအပ်တယ်ကျွန်တော်တတိထားဖို့လိုအပ်တယ်เนาะကိုကိုဇာတိကိုတဘောနဲ့เนาะမချစ်မိဖို့အလွအလွအရေးအရေးကြီးပါတယ်လို့ပြောပြချင်တယ်အားပေးချင်ပါတယ်မိတ်ဆွေဇာတိဘက်ကလည်းကျွန်တော်မကြိုးစားနိုင်ပါဘူးကျွန်တော်ကြိုးစားမယ်ငါကြိုးစားမယ်ဒီကနေ့ကဘယ်သူ့ကိုမှမဆဲတော့ငါသူများတိမပြောကြိုးစားလေပို့ဆိုးလေဖြစ်မှာကျွန်တော်ဘက်ကဘာလို့ရမလဲယေရှုတော်ရဲ့နိုင်ဆိုင်မယ်เนาะယေရှုခရစ်နိုင်တည်မယ်ဆိုတော့ကနှုတ်ကပတ်တော်နဲ့အချိန်ယူမယ်ဂျေဇုတရားတွေကိုမြင်များနားထောင်တဲ့ခါကျရင် အဲ့ဒီအကျင့်တရားတွေကအလိုလိုနေနဲ့မိတ်ဆွေတွေမှာလှုပ်ချင်းစိတ်ရှိလာမယ်နော်အကျင့်ကျင့်စေခြင်းကလည်းကောင်းအလိုရှိစေခြင်းကလည်းတင်းတို့ထဲနဲ့တကိုးတော်အဖြစ်ဖျားတဲ့ခင်ကကျွန်တော်တို့ရဲ့အမြင့်တွေကိုဖျားတဲ့ခင်တန့်ရှင်းပေးမှာဖြစ်တယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်အားပေးချင်တယ်ကျွန်တော်ကမှ YouTube ဗီဒီယိုတွေအများကြီးရှိတယ်เนาะကျွန်တော်ဗီဒီယိုတွေကိုနားထောင်ပါเนาะတခြားဗီတခြားဗီဒီယိုတွေတော့ကျွန်တော်အားမမခံဘူးကျွန်တော်ဗီဒီယိုကတော့ဘာဖြစ်လဲဂျေဇူးတရားပုံမှာအခြေခံထားတဲ့နှုတ်ကပတ်တော်တွေပဲဖြစ်တယ်အာမင် ဆိုတော့အဲ့ဒါတွေနဲ့အချင်းယူပါเนาะကျွန်တော်တို့အသက်တာထဲမှာအတီးအပွင့်တွေမကြခင်တွေ့လာရမှာပါချက်ချင်းကြီးတော့ပြောင်းလဲဖို့မလွယ်ပါဘူးဒါပေမဲ့เนาะကိစ္စမရှိပါဘူးကျေးဇူးတရားပေါ်မူတဲ့နှုတ်ကပတ်တော်တွေเนาะအဲ့ဒီနှုတ်ကပတ်တော်ရေနဲ့ရေနာမှာအမြဲတမ်းအမြဲတမ်းစိုက်ပါအာမင်အမြဲတမ်းစိုက်ပါเนาะအိတ်တဲ့ခါကျလည်းနားထောင်ပါเนาะအလုတ်သွားတဲ့ခါကျလည်းနားထောင်ပါเนาะအနည်းဆုံးကိုကိုကိုเนาะနှုတ်ကပတ်တော်နဲ့เนาะ ကျန်းစာမဖတ်နိုင်ဘူးဆိုတော့မှနော်နှုတ်ကပတ်တော်ကိုနားထောင်ပါနော်အမြဲတမ်းကြားလာတဲ့အထဲမှာထည့်လာတာများတဲ့ခါမှာနော်အစပိုင်းမှာတော့တတိမထားမိဘူးလေနော်ဒါပေမဲ့နားထောင်တာများလာတဲ့ခါမှာဘာဖြစ်လဲကျွန်တော်ရဲ့အကျင့်စရိုက်တာကတဖြည်းဖြည်းလိုက်လာကျွန်တော်ပါဇက်ကအဲ့ဒီနှုတ်ကပတ်တော်တွေအသက်ပါဇက်ထဲနေထွက်လာတာဖြစ်တယ်အာမင် အဲ့ဒီပါဇက်ကထွက်လာတဲ့ခုနရာကုတ်ထဲမှာပြောတယ်ကြီးတဲ့တင်းပေါ်ကိုတက်မအသေးသေးလေးကလှဲ့နိုင်တယ်လို့ပဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်းအဲ့ဒီကျွန်တော်ရဲ့ရှာကတော့ကျွန်တော်နှလုံးသားပြောင်းလဲလာတဲ့အခါကျွန်တော်ရှာလည်းအလိုလိုပြောင်းလဲပြီးတော့ကျွန်တော်ကောင်းတဲ့ဖက်ကိုဖျားသခင်ကလမ်းပြပေးတော့မှာဖြစ်တယ်ဝိညာဉ်အသီးအပွင့်နဲ့ပြည့်စုံစေဖို့ဖျားသခင်အလိုတော်ရှိတယ်အဲ့ဒီဟာရဲ့တော်ချက်ကဘာဖြစ်လဲကြားနာဖို့လိုတယ်နှုတ်နှုတ်ကပတ်တော်ပေါ်မှာနားထောင်ပါနှုတ်ကပတ်တော်ရှိတဲ့နေရာမှာဖျားเจ้าမှာတွားပါ နော်နှုတ်ကပတ်တော်တွေကိုနားထောင်မှာယုံကြည်သူတွေနဲ့အတူတူနေပါနော်ပေါင်းတင်တာလည်းနော်ကျွန်တော်တို့ဆာလန်တင်မှာမတရားတော်သူတွေတိုက်တွန်းချင်းသူမလိုက်လူဆိုးတွေတရားလာနဲ့မလျက်မနေနော်အဲ့ဒါအဲ့ဒီဟာတွေကျွန်တော်တို့တက်တာထဲမှာဆင်ခြင်ပြုလို့ရတယ်အာမင်သောရဖြိုက်တရားတော်ကိုမွိလို့ဖို့နော်ကျွန်တော်တို့တက်တာထဲမှာအဲ့ဒါတွေလုပ်ဖို့နော်အတင်းမစ조사ဆရာမလို့ပါဘူးနော်ကျွန်တော်တို့ဖုန်းထဲမှာအဲ့ဒီဗီဒီယိုလေးတွေကိုဖွင့်ထားပါဒေါင်းလုဒ်လုပ်ပြီးနားထောင်လိုက် that's that's it 조사ဆရာမလို့ဘူးနားထောင်လိုက်ပါ တဲ့နှလုံးသားထဲမှာတဖြည်းဖြည်းနဲ့เนาะအဲ့ဒီမြစ်မြစ်နားမှာစိုက်ထားပြီဆိုအပင်နဲ့တီလာပြီဆိုမိတ်ဆွေတက်တာထဲမှာပဲဖလက်ခုနဝိညာဉ်အသီးတွေတဖြည်းဖြည်းနဲ့တီလာမှာเนาะတခါလေးဆက်ဟာမထင်မပဲစိတ်ရှိချင်းဩစိတ်ရှိလာတယ်ဩမထင်မနဲ့ပဲနဲ့ဗာလဲကိုကိုကိုချုပ်တီးနိုင်လာတယ်အာမင်အသီးပွင့်နဲ့အများကြီးတီလာမှာဖြစ်တယ်เนาะအဲ့ဒါနဲ့ဘုရားတခင်ဘုံတော်ထင်ရှားလာမှာဖြစ်တယ်အဲ့ဒီဟာလောက်တဲ့ခါကျအာမင်တဘောတူလား သဘောတူရင်ကျေးဇူးပြုပြီးတော့ like and share လုပ်ပေးပါကျေးဇူးများတင်ပါတယ်ဖျားသခင်ကောင်းကြီးပေးပါစေဘိုင်ဘိုင်